သွားလို့ပေါ့ယောက်ျားလေးတွေကလေလုံးဝဘလောက်ကောင်းကောင်းကိုယ့်ရဲ့မိန်းမပေါ်မှာဘလောက်ချစ်ချစ်ဟိုသူတို့ကအလိုမပြည့်နိုင်ဘူးပေါ့နော်ထွက်ပေါက်ရှာတတ်တယ်အပြစ်မြင်တတ်တယ်ပေါ့နော်အဲ့တော့အဲ့လိုယောက်ျားလေးတွေကများတော့အပြစ်တရားမှာ69လောက်ကဖြစ်မှထင်တယ်ပေါ့နော်ကောင်းတဲ့လူကတယောက်လောက်ပဲရှိမှထင်တယ်ကျွန်မထင်တော့ကိုကြီးလည်းပြောပါလေ ကျွန်မတို့ချစ်တဲ့အတွက်ကိုအဲ့ကားမှသူ့အမိလောရတဲ့အတွက်ကိုပြောပြရွှေရွှေမှာပဲရှင်ကျွန်မအဲ့လိုမျိုး贵贵呀，都蛮贵呀，都嘛。တိတ်လွတ်ထားတဲ့နဲ့ယောက်ျားတွေတော့မဟုတ်ဘောเนาะဟိုတမျိုးမဟုတ်တမျိုးအပြစ်နဲ့အပြစ်ရှာပြီးတော့ပေါ့အကောင်းမမြင်မနဲ့သိရမလားနောက်ဟာတွေနဲ့တာရတွားတတ်တဲ့ယောက်ျားတွေပဲများတာပေါ့เนาะအဲ့အတွက်ကို စိတ်ကြွာဆိုတာလဲယောက်ျားတွေမထားတယ်မြက်ကွက်ရလဲမထားတယ်လောကကျွန်တနားလောက်ခွာရင်အောင်ကျမဆိုလဲအဲ့လိုမျိုးပေါ့နော်နည်းနည်းတန်တရားတွေဝင်တယ်ပေါ့နော်ဘာလို့ဒါကျမစိတ်နဲ့ဟိုကျမကြုံခဲ့ရတဲ့ဟာနဲ့နှိုင်းတာပေါ့နော်အဲ့တော့ယောက်ျားလေးတွေကစိတ်ကြွာရမှလဲမထားနဲ့မြက်ကွက်ရမှလဲမထားနဲ့အဲ့ကားထဲမှာတော့ပေါ့နော်လွန်ခဲ့တဲ့နှစ်နှစ်နေပါတော့ကရိုက်ထားတာချင်းတယ် တိတ်တော့အတိကြတော့မမှန်မိတော့ဘူးပြီးတော့တရုတ်ဆောင်ရတာတော့ဟိုပေါ့နေရာလေးရတော့ရွှေမုံရဲ့အမေနေရာပေါ့နော်အဲရွှေမုံရဲ့အဖေကအဲ့တော့ကဇမ်ဟိုပေါ့ဇမင်းသားပေါ့နော်ဦးဦးဆောင်ဝင်းမောင်ပေါ့ကိုရီးယားသူနဲ့လင်မယားပေါ့ရွှေမုံရဲ့မိဘနေရာနေတရုတ်ဆောင်နေရတာပါဟုတ်ပြနေပြီဆိုတော့ပြိတ္တတွေကြီးတင့်တဲ့ကားပေါ့နော်အထူးသဖြင့် မင်းကလေးတွေပေါ့နော်အိမ်အောင်မကြသေးတဲ့အပြိုမင်းကလေးတွေရောအိမ်အောင်တဲ့မင်းကလေးတွေရောအတွက်ကိုဘုသူတအနေနဲ့လုံးဝမဖြစ်မနေကြည့်ရမယ်ဇလံတစ်ခုလို့ကျမတော့ပြောချင်ပါတယ်ဘာလို့လဲဆိုတော့ယောက်ျားလေးတွေအားလေလုံးဝဘလောက်ကောင်းကောင်းကိုယ့်ရဲ့မိန်းမပေါ်မှာဘလောက်ချစ်ချစ်ဟိုသူတို့ကအလိုမပြည့်နိုင်ဘူးပေါ့နော်ထွက်ပေါက်ရှာတတ်တယ်အပြစ်မြင်တတ်တယ်ပေါ့နော်အဲ့တော့ အဲ့လိုယောက်ျားလေးတွေကများသောအားဖြင့်တရားမှာ69လောက်ကဖြစ်မှထင်တယ်ပေါ့နော်။ကောင်းတဲ့လူကတယောက်လောက်ပဲရှိမှထင်တယ်ကျွန်မထင်တော့။အဲ့တော့အဲ့လိုယောက်ျားလေးတွေကိုကင်တွယ်တတ်ဖို့အဲ့လိုယောက်ျားတွေကဘယ်လိုစိတ်သက်ရှိရပါလား။ငါတို့အိမ်အောင်ကြသွားရင်ကိုယ့်ယောက်ျားကိုဘယ်လိုမျိုးလေးဆက်ဆံတင်ပါလားဆိုတော့အဲ့အဲ့လိုမျိုးပေါ့နော်။ဟို knowledge မျိုးကတော့ဒီဇက်လန်းကိုကြည့်ပြီးတော့အဲ့လိုပေါ့နော်။အဲနမူနာပေါ့ဘုဟုတ္တရှုတဲ့ ਨੇ ကားလေးပေါ့နော်။ဟုတ်။ကဲပါတီဆိုမယ်။ Happy birthday to you. Happy birthday to you. ဟုတ်တယ်ကျမကလည်းလေဒီဇက်ကားလေးကဟိုကျမပြန်စဉ်းစားလိုက်တော့လေဒီဇက်ကားလေးဟဲ့ငါဘယ်လိုတရုပ်ဆောင်ထားလဲဆိုတော့အရန်ညိုညူးညံ့တိမ်ဝိညင်တာတဲ့နေရာလေးကနေတရုပ်ဆောင်ရတာပေါ့နော်အဲ့တော့ကျမအတွက်ကလည်းနည်းထူးခြားမှုရှိတယ်ဒါပေမဲ့ထူးခြားလို့တော့မှမနေ့ပြန်အစာဖော်ရတယ်ငါဘလို့အဲ့လိုယဉ်ကျေးထားတယ်လေအရန်တိမ်ဝိထားတယ်ဆိုတော့ ။ဘာဘလူကာရက်တာလေးဒီကားမှာဝင်လိုက်တာလေရိုက်လိုက်မိတာလေမနောက်မှပြန်တတိရတယ်။အဲ့လိုမျိုးပေါ့နော်။ဟုတ်ကိုစိတ်ထဲမှာကြည်နူးရယ်လေဘာလို့ဆိုကိုချစ်တယ်ရွှေမုံရည်ဒီဆိုမင်းသမီးကိုကိုကအပြစ်မှလည်းချစ်တယ်ဘာလို့အိုက်တယ်လဲအရန်တော်တယ်ဆက်ဆံရည်လေးလည်းလူမှုရည်လေးလည်းအရန်ပြည့်ပြည့်ကောင်းနေတော့ကောင်းနေဆိုတော့လေကျမတို့ချစ်တဲ့အတွက်ကိုအဲ့ကားမှာသူ့အမိလောက်ရတဲ့အတွက်ကိုပြောပြောရှိရှိမှာပဲရှင်ကျမအဲ့လိုမျိုးသိဆောင်ခဲ့တာပေါ့နော်အပီးယူရတော့ဟုတ်မျှပါတယ်ဘာလို့ဆိုရွှေမုံတို့ကလည်းတကယ့် ဟိုကဘာဘယ်လိုလဲတကယ်မင်းသမီးတွေပဲเนาะအဲ့လိုမျိုးဆိုတော့ကိုရီးယားလဲကိုရီးနှစ်နဲ့တွေ့ပြီဆိုရင်တော့ဒါကြာခဲ့ပြီပေါ့เนาะကိုအိုးနန္နာလိုင်းတို့အိုးဘယ်လိုလဲမြို့တနာထွန်းတို့အဲ့ကရိုက်ခဲ့တဲ့သူဆိုတော့ experience တော့ရှိတယ်ဆိုတော့အပေးอยู่ကမျှပါတယ် တာမီမှလည်းမျှတယ်ရံဖြစ်ရမယ်ဆိုလဲဟိုတလောဆိုရံဖြစ်တဲ့ကားလေးတွေရိုက်ထားတယ်ရွှေမုံနဲ့လေအဲ့ကားလေးဆိုလဲအပေးယူမျှရံဖြစ်ရင်လည်းမျှတယ်ပေါ့ပြောချင်တာတာမီဆိုလဲသူနုညံ့နေကိုနုညံ့နေအဲ့လိုမျိုးလေးမျှတာပေါ့နော်ဟုတ်ဘလို့ပြောပြချင်လဲဆိုတော့ယောက်ျားတွေကစိတ်ွယ်ရာတို့မျက်ွယ်ရာတို့မှာတိတ်လွတ်ထားတဲ့ယောက်ျားတွေတော့မဟုတ်ဘူးပေါ့နော်အဲ့လိုလဲဆိုယောက်ျားတက်တော်များများပေါ့အကုန်လုံးမဆုလို့ပဲတက်တော်များများကျမတို့လည်းခံရရတယ်လေအဲ့လိုမျိုး ဟိုသစ္စာမရှိရတယ်သစ္စာမဲရတယ်ခံခဲ့ရတယ်ကိုဘလောက်ကောင်းကောင်းဘလောက်ပြုစုပြုစုကိုဘလောက်ကိုဘက်ကမင်းကလေးလိုရောယောက်ျားလေးလိုရောသူတို့တာဝန်ယူဘလောက်ယူယူသူတို့ကတော့သူတို့ထွက်ပေါက်ရှာခြင်းနဲ့ဆိုရင်ဖူးဆိုင်ဖွင့်တဲ့ခါကြလို့ရှင်ဆိုင်ဝင်လာကြည့်ပေးမလားဟင်ဆိုင်ဝင်လာလဲမလားဟိုတမျိုးမဟုတ်တမျိုးအပြစ်နဲ့အပြစ်ရှာပြီးတော့ပေါ့အကောင်းမမြင်မနဲ့တည့်ရမလားနောက်ဟာရင်းနဲ့တာရတွားတတ်တဲ့ယောက်ျားတွေပဲများတာပေါ့နော်အဲ့အတွက်ကို စိတ်ကိုရဆိုလဲယောက်ျားလေးကိုမထားသင့်ဘူးမျက်ကွက်ရလည်းမထားသင့်ဘူးလောကကျွန်တနာရီလောက်ခွာရင်အောင်ကျမဆိုလဲအဲ့လိုမျိုးပေါ့နော်နည်းနည်းတန်ကြရတွေဝင်တယ်ပေါ့နော်ဘာလို့ဒါကျမစိတ်နဲ့ဟိုကျမကြုံခဲ့ရတဲ့ဟာနဲ့နှိုင်းတာပေါ့နော်အဲ့တော့ယောက်ျားလေးတွေကစိတ်ကိုရမှလည်းမထားနဲ့မျက်ကွက်ရမှလည်းမထားနဲ့အဲ့လိုပြောချင်တယ်ကိုကြည့်ရဒီဒီရပိုင်အရင်ထက်ပိုပြီးတော့လန်းဆန်းနှုတ်ပြုံနေတယ်လို့ပဲကျွရလက်ကွာကျွရယောက်ျားပဲ ဒါလောက်တော့နှုတ်ပြောနေရမှာပေါ့ဟိုဗာလေကိုစော်ဝင်းမောင်ကဟိုဇမင်းသားပေါ့နော်ကျမတို့ငငယ်ရဆိုရင်သူကမင်းသားဆိုတော့လေဇမင်းသားပေါ့နော်အဲ့ခက်ကကျမတို့ငငယ်ရဆိုဇက်တည်းရဲပြင်မှာပေါ့နော်ဒီမင်းသားတွေကိုအရှင်လက်လက်တွေ့ပြီးတော့တည့်ရပလားဟိုလက်လက်ဆောင်တွေပေးရတာလို့စကားပြောရတာဆိုရမ်းပျော်တယ်လေအဲ့ခက်ကလာပေါ့အဲ့အချိန်မှာကိုစော်ဝင်းမောင်တို့ ਨੇ ကျမတို့ကသူဇက်ကားတဲ့ဟာတွေစိုက်တယ်လေရမ်းသဘောကျတယ်ကိုအိုက်တော်ပေါ့နော်အဲ့လိုမျိုးဆိုတော့အားပေးခဲ့တယ် အဲကိုအခုလေအခုကြတော့အဲငငယ်ကအားပေးထားတဲ့လူကိုအရှင်လက်လက်အပြင်မှာဟိုဘယ်လိုလဲလင်းမယားနေရာနေတယုံဆောင်ရမယ်ဆိုတော့ပျော်တာပေါ့နော်ပျော်တာပေါ့ကိုကြိုက်ခဲ့တဲ့ကိုသဘောကျခဲ့တဲ့မိသားရေဆိုတော့လေငငယ်ကဆိုဘလောက်သဘောကျလဲဆိုရင်စာမွေးဖြေခံနီးလို့ပေါ့စာကြက်နေတာကိုဇက်သူတို့ဥဆောင်ဝင်းမောင်တို့ဇက်လာကတယ်ကတော့ဖေဖေကမကြည့်ခိုင်းဘူးကျမငငယ်တွေကမေမေစုံတော့မေမေမရှိဘူးဖေဖေပဲရှိတော့ ဖေဖေကမသွားခိုင်းဘူးမသွားနဲ့မကြည့်နဲ့စာချက်ပေါ့နော်တငယ်ချင်းတွေစာစုချက်တာပေါ့ညူပါတငယ်ချင်းမင်းကလေးတွေတော့ရောက်ခုလက်ရှိလက်ရှိအဲ့ဒါကိုသွားကျင်တယ်ဖေဖေမသိအောင်ခိုးသွားလိုက်တယ်ဇက်ဇက်ဟိုပါပေါ့ဇက်ယုံနေဟိုအာဇက်ယုံနေကိုခိုးသွားပြီးတော့ကြည့်တာပေါ့နော်ကြည့်တော့ကိုပြောက်သွားပြီဆိုတော့ဖေဖေကတိရလေဒါဇက်ထဲသွားမှာပဲဆိုပြီးတော့ဒုတ်တင်နဲ့ဒုတ်ကြီးနဲ့လိုက်တာပေါ့နော်အဲအဲ့တော့ကဖေဖေကအဲသူ့သမီးပေါ့ပျောက်သွားလို့ဘာညာဆိုဇက်စင်ပေါ်မှာမိုင်းနဲ့ တက်អော်ပြီးတော့ပြန်ခိုင်းရတယ်ပြန်ပေါ့နော်ကျွန်မအဲ့လိုအိမ်ပြန်လာပါတော့ပါတော့အဲ့လိုမျိုးအမှတ်တရအထွက်ပြေးရတာပေါ့နော်အိမ်ကိုပေါ့မကြည့်ခဲ့ရဘူးတက်လန်းပေါ့အဲကိုရီးယားဘတ်ဆိုကြိုက်တယ်လေးဆက်ဆိုရဲအပီးထိမိုးလင်းတဲ့အထိကြည့်ချင်တာလေးမကြည့်ခဲ့ရတော့ဝက်တစ်ပြက်နဲ့ပြန်လာရတာပေါ့အင်းဒီခုနပြောတဲ့ဇက်အဲ့ဇက်ဒီဇက်ကားပေါ့နော်မြက်ွယ်ရဇက်ကားတော့ဟုတ်ပါပေါ့အိမ်နောင်ရေးဇက်ကားလေးဖြစ်တဲ့အတွက်ကို ဟိုပရိသတ်ကိုချပြရတာရန်ဟိုလေရိုက်ပြတဲ့နဲ့ဇလံပေါ့နော်ဒီဇက်ကားမျိုးကဘာဆိုတော့ယောက်ျားလေးတွေကခုနပြောလို့ပဲတစ္ဆာမဲကြတာ များတော့ပေါ့နော်ဒီလိုဇက်လမ်းမျိုးတွေမများလေးရိုက်တဲ့နယ်လို့တော့ကျွန်မမြင်တယ်ပြီးတော့ပရိသတ်ကြီးအနေနဲ့ကလည်းမင်းကလေးတွေပေါ့နော်မင်းကလေးပရိသတ်တွေအနေနဲ့ကလည်းတော်တော်ကြည့်တဲ့ဇက်ကားလို့မြင်တယ်ပေါ့နော်ဟုတ်ဗုဒ္ဓဘုတောက်ကြစနေ အဲ့လိုအဲ့လိုနေလေးတွေမှာဒီဇက်ကားလေးကလွင်တာပေါ့နော်အဲ့တော့ကျမလည်းပြိတ္တနဲ့သူစောင့်ကြည့်နေပါတယ်လို့ဟောအဲ့ဒါတော့လေကိုကတရုပ်ဆောင်ဆိုတော့အနုဝဲလာလာအချမ်းမဲလာလာဘလို့ character ပဲလာလာပေါ့နော်ကျမပြောလို့ပဲအယူမှပဲလာလာဘလို့ပဲလာလာပါကျမတို့ကတော့လုံအစွမ်းကုန်လုံပြမယ်ဆိုတော့စိတ်ကအထဲမှာ mood ကရှိပြီးသားလေဘလို့ပဲလာလာပါကျမသဘောကျတယ်ဘလို့ပဲတရုပ်ဆောင်ခိုင်းဆောင်ခိုင်းကျမကတော့ရှေ့လျှောက်လေ ဒါရိုက်တာတွေပရိုဂျူဆာတွေခိုင်းတဲ့အတိုင်းလဲစူးစမ်းပြီးလှုပ်ဆောင်သွားမယ်ပေါ့နော်လှုပ်သွားမယ်လို့ဆိုရင်ထဲမှာအဲ့လိုရှိပြီးသားပါအင်းဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ဟိုကကျမတို့ကဇက်ကားလည်းအရင်ပြောပြလို့လည်းမကောင်းလေပရိသတ်တွေလည်းတိဟိုဘယ်လိုပြောမလဲနောက်မှတိတာကျတော့ပိုဖီလင်ရှိတာပေါ့နော်ဟိုနဲတဲ့သဘောလေးပေါ့ဟုတ်တယ်ကျမတို့ကဒီသမီးလေးကသူကတယောက်တည်းမနေတာများတော့လေကျမတို့ကလည်းပျောက်ပျောက်နေရတာများတော့ပေါ့ဟာတက်မှာတက်မှာကြည့်လိုက် အယောက်သားတွေကဘလို့ကင်တွဲရမလဲဆိုတက်မှာဒေါ်ဘထွက်ပြီးတော့ကြည့်ရမှာကြည့်ပြအောင်ကြည့်လိုက်ကြနော်မင်းကလေးမင်းဟိုပါပေါ့မင်းကလေးတူယူပြောတာအယောက်သားလေးတွေလည်းကြည့်နော်ဘာလို့ငါတို့အားနဲ့ချက်တွေငါတို့ကဘလို့အကျင့်ရှိပါလားဆိုကိုယ့်ကိုယ်ကိုလည်းနည်းနည်းပြုပြင်လို့ရအောင်ယောက်သားလေးတွေလည်းကြည့်မင်းကလေးကတော့ပိုကြည့်ပါပေါ့နော်ကျွန်မအဲ့လိုလေးပြောချင်ပါတယ်အာဟုတ်ကဲ့မဟာယုတ်တန်လိုင်းဆိုတာက ဟိုကားကောင်းနေပြီတင်ဆက်တဲ့ line ပေါ့နော်ပြောမယ်ဆိုရင်တတော်နာမည်ကြီးတာပေါ့နော်မဟာကျွန်တော်တို့လည်းကျွန်တော်တို့ကိုယ်နိုင်လည်းကြိုက်တယ်အဲ့တော့အခုဒီမြက်ွက်ရာဆိုတဲ့ဇာလန်တွဲလေးရလေအဲဒီရွှေမုံလေးတို့ရွှေထူးတို့ပေါ့နော်ဒီပြိတ္တဒီဗာလဲမြို့ပညာရှင်အေးမြတ်သူလေးတို့နော်အဲ့လိုအဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်တို့ကစာပါဝင်အားဖြည့်ထားတဲ့အတွက်ကိုဒီမြက်ွက်ရာဆိုတဲ့ဇာလန်လေးရပြီးတော့မဟာယုတ်တန်တိုင်းမှာတနင်္လာဗုဒ္ဓဘုတောက်ကြဆက်နေမှာ အဲ့လိုနေ့တိုင်းပေါ့နော်ဒါနေပါတယ်ပေါ့ပြတနေပါတယ်အဲ့ဒါလေးကိုပရိသတ်အနေနဲ့ပေါ့နော်ဟိုမဟာယုတ်တလန်နဲ့ဒါတိုင်းကြည့်ကြည့်ချင်ပါတယ်ဘာလို့ကျွန်မတောင်းဆိုတာပါနော်ကျွန်မတို့လိုအမှုပညာရှင်တွေအတွက်ဒါဟာကျွန်မခွန်အားတစ်ခုမလို့ခိုးကူးတဲ့ line ကနေတက်နိုင်ရင်တော့မကြည့်ကြပါနဲ့လို့ဒီမဟာလွှင့်ပေးတဲ့ဒီတနင်္လာဗုဒ္ဓဝူတောက်ကြစနစ်ဆိုရက်ရက်လေးတွေမှာဒါရိုက်မဟာနဲ့ပဲပေါ့နော်လွှင့်တဲ့မဟာရှေ့ရပဲကြည့်ကြပါလို့ကျွန်မဒီကနေအနှွေးညွတ်တောင်းဆိုပါတယ်ရှင်